အက်စတွန်ဗီလာအသင်းကိုဘော်ရီဂျေပြင်းရှာလုံးနေတဲ့လပါဘူးတင်အန်ဖီကွင်းမှာနိုင်ပွဲယူနိုင်မလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ K Sport Channel လေးကနေကြိုဆိုလိုက်ပါတယ် ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ K Sport Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့စနေနေ့ညမှာဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်10အဖြစ်ပွဲစဉ်9ပွဲကစားကြမှာဖြစ်ပြီးအဲ့ဒီပွဲစဉ်9ပွဲကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးမှာပဲဖြစ်ပါတယ် ျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင် like and subscribe လေးဥစ္စာပတ်မလုပ်ပေးထားကြဖို့လို့ချစ်ညီကိုများအားလုံးကိုတောင်းဆိုပါရစေ။ဒီနေ့စနေနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင်တော့ဖူဟန်သင်းဟာအိမ်ဝင်းမှာဝူသင်းကိုရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ဝူသင်းဟာဆိုလို့ရှိရင်ဒီရာသီပရီးမီးယားလိပွဲစဉ်6ပွဲပြီးမှ9ပွဲ10ပွဲမှာကိုမရသေးဘဲနဲ့ပရီးမီးယားလိတန်းဆင်းဆုံးအောက်ဆုံးမှာရောက်ရှိနေတဲ့သင်းပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာအင်ရှင်ဖူဟန်တင်းဟာဘော်ဒီပေါက်ကျဲလေဗယ်ရှုံးဆိုပြီးကျေးပွန်းနဲ့ထားတာပဲဖြစ်ပါတယ်။ ပရီးမီးယားလိတေဘေသရာအဆင့်16နားမှာရောက်ရှိနေတဲ့ဖူဟန်သင်းဟာဆိုလို့ရှိရင်ဒီလိုပွဲစဉ်မျိုးကိုမဖြစ်မနေနိုင်ဘဲရယူမှာပဲဖြစ်ပါတယ်ဒီပွဲသစ်မှာအင်ရှင်ဖူဟန်သင်းဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့စနေနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင်တော့ဘရိုက်တန်သင်းဟာအိမ်ဝင်းမှာလီသင်းကိုရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအင်ရှင်ဘရိုက်တန်သင်းဟာလီသင်းကိုဘော်ဒီပေါက်ကြီး level ရှုံးစုခြေဖွင့်နဲ့ထားတာပဲဖြစ်ပါတယ်ဘရိုက်တန်သင်းဟာဆိုလို့ရှိရင်နှစ်ပွဲဆက်တိုက် ရှုံးမွေးကြုံတွေ့ခဲ့ပေမဲ့လည်းသူတို့ရှုံးခဲ့တဲ့အသင်းတွေအားဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့လိုအသင်းတွေကိုအရင်နှိမ့်ခဲ့တာပဲဖြစ်ပါတယ်။ လီသင်းဟာဆိုလို့ရှိရင်လေပရီးမီးယားလိပွဲစဉ်၉မှာဝဟန်သင်းကို2-1နဲ့နိုင်ပွဲရိုက်လက်ဖော်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Ancient Brighton သင်းဟာကစားပုံပိုကောင်းလာမှန်ပေမဲ့လည်းအမှတ်မထင်သေးချသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာကျွန်တော်ကတော့လီသင်းဘော်ရီနဲ့ကိုအောက်ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့စနေနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင်တော့ပဲလီသင်းဟာအိမ်ဝင်းမှာပြားသင်းလို့ခေါ်တဲ့ Brandford သင်းကိုရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Ancient ပဲလီသင်းဟာဘော်ရီပေါက်ကျဲ level 50ရှုံးဆိုပြီးကျေးပွင့်နဲ့ထား တာပဲဖြစ်ပါတယ်။ပရီးမီးယားလိမှာနောက်ဆုံး၃ပွဲစတိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ပဲလီသင်ဟာဆိုလို့ရှိရင်ဂျာယက်ကလဘာပူးသင်းနဲ့ချွေဗလားပွဲစဉ်မှာတော့ဂိုးပြတ်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဘရန်ဖို့သင်ဟာဆိုလို့ရှိရင်လည်းဒီယာဒီမှာပုံစံကောင်းနေပြတ်တနေတာဖြစ်ပြီးတော့ပြီးခဲ့တဲ့ယာဒီကဆိုလို့ရှိရင်ပဲလီသင်ကိုနှစ်ကျော်စလုံးကိုအနိုင်ရယူပြတ်ထားခဲ့တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိမှာနောက်ဆုံး3ပွဲဆက်နိုင်ပွဲပြောက်ခဲ့တဲ့ဘဲလေတင်တို့အိမ်ဝဲမှာအမတ်ပြည့်ရယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဘဲလေတင်ပေါ်ရီကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့စနေနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင်တော့ပရီးမီးယားလိမှာ3ပွဲဆက်တိုက်နိုင်ပွဲပေါ်ဆောင်နိုင်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်အင်းဟာတစ်တောအင်းလို့ခေါ်တဲ့ Nottingham Forest အင်းရဲ့အိမ်ဝင်းကိုသွားအောင်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ဒီဘက်သမားဆိုလို့ရှိရင်အဝေးကကလာကတာရတဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပေါ်ရီဂျေးဟာအနည်းငယ်ပျော်ပြောင်းနေပြီးတော့ level 90ရှုံးဆိုပြီးခြေပွန်းလက်ထားတာပဲဖြစ်ပါတယ်။ ပုံစံကောင်းပြန်လည်ရရှိလာတဲ့ Manchester United အသင်းဟာဆိုလို့ရှိရင် Nottingham Forest အသင်းကိုပြီးခဲ့တဲ့ရာသီမှာတော့နှစ်ကျော်စလုံးကိုရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်။ဤပြသည့်ရှောင်းတိုက်ကြီးရဲ့လက်ထက်မှာ Nottingham Forest အသင်းဟာဆိုလို့ရှိရင် Porto အသင်းကိုအနိုင်ရရှိခဲ့ပြီးတော့ဘုံမောက်အသင်းကိုတော့အေးနိုင်ထားတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာ Manchester United အသင်းဟာဆွမ်းဆောင်ရေးပိုင်းပိုကောင်းတာမှန်ပေမဲ့လည်းကြီးအနေထားဟာပျော်ပြောင်းလွန်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာအင်ရှင် Nottingham Forest ဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်။ ဒီနေ့စနေနေ့ညမှာဆိုလို့ရှိရင်တော့ပရီးမီးယားလိအဆင့်1မှာရက်တည်နေတဲ့ဆင်မြန်းကြီးသင်းဟာဘန်လီသင်းရဲ့အိမ်ဝင်ကိုတောင်းရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဆင်မြန်းကြီးသင်းဟာဆိုလို့ရှိရင်ပုံစံကောင်းတွေဇက်တိုက်ပြနေပြီးတော့နိုင်ပွဲတွေဇက်တိုက်ဖော်ဆောင်နေတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအာဆင်နယ်သင်းဟာအဘန်လီသင်းကိုဘော်ဒီပေါက်ကျစ်ပြက်ဆိုပြီးကျေးပွန်းလက်ထားတာပဲဖြစ်ပါတယ် အာဆင်နယ်သင်းဟာဆိုလို့ရှိရင်နိုင်ပွဲတွေဆက်နေပြီးပုံစံကောင်းရနေတာမှန်ပေမဲ့လည်းဘန်လီသင်းဟာဆိုလို့ရှိရင်လည်းအင်ဂွင်းဆန်းဆောင်ရေးကောင်းမွန်တာပဲဖြစ်ပါတယ်။ဘန်လီသင်းရဲ့အင်ဂွင်းဆန်းဆောင်ရေး၄ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ပွဲနိုင်တစ်ပွဲတည်းချတာပြီးတော့လပါဘူးသင်းကိုပင်နယ်ရီတကူတဲ့နဲ့ပဲကတ်ရှုံထားတာပဲဖြစ်ပါတယ်။အင်ဂွင်းဆန်းဆောင်ရေးကောင်းမွန်တဲ့ဘန်လီသင်းတို့ဒီပွဲစဉ်မှာအာဆင်နယ်သင်းကိုနှစ်ဂိုးပြန်မရှုံးနိုင်ဘူးလို့ခန့်မှန်းပေးခြင်းပြီးဒီပွဲစဉ်မှာကျွန်တော်ကတော့ဘန်လီသင်းဘော်ရီနဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးပါတယ်။ ဒီနေ့စနေနေ့ည7:00နာရီမှာဆိုလို့ရှိရင်တော့လန်ဒန်ဒါဘီပွဲစဉ်အဖြစ်ချဲစီသင်းဟာစပါးသင်းရဲ့အိမ်ဝင်ကိုတွားဝင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ချဲစီသင်းဟာပရီးမီးယားလိကစားထားကြတဲ့နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်ဆန်ဒါလန်သင်းကိုအိမ်ဝင်မှာ2-1နဲ့ရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်။စပါးသင်းဟာဆိုလို့ရှိရင်တော့အေဗာတန်သင်းရဲ့အိမ်ဝင်မှာ3-0ဆိုပြီး5ပြတ်အနိုင်ရရှိထားကပရီးမီးယားလိတေပယ်စရာအဆင့်3မှာရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာအင်ဂျင်စပါးသင်းဟာဘော်ရီပေါက်ကြီးတဲဆိုပြီးခြေပွန့်လက်ထားပြီးတော့ဂိုးပေါင်းစေးကနှစ်ပြက်ဆိုပြီးခြေပွန့်ထားတာပဲဖြစ်ပါတယ်နီးပြားတဲ့ Thomas Frank ရဲ့လက်အောက်မှာစပါးသင်းဟာပုံစံကောင်းရနေတာမှန်ပေမဲ့ Chelsea သင်းနဲ့ head to head ထိတိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်စပါးသင်းဟာ Chelsea သင်းကိုအမြဲလိုလိုအရှုံးပေးထားရတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာ Ancient စပါးသင်းရဲ့ body ပေါက်ကြီးဟာလည်းအတော်လေးကိုပျော်ပြောင်းနေတာဖြစ်ပြီးတော့ ဒီပွဲစဉ်ကိုအာရှပူဂီတွေရဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်သေချဖို့များနေတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ Chelsea Body ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့စနေနေ့ညရဲ့နောက်ဆုံးပွဲစဉ်အဖြစ်လမာဘူးတင်းဟာ Anfield ကွင်းကြီးမှာ Villa တင်းကိုရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်လမာဘူးတင်းဟာ Premier League မှာလည်း၄ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ပြီးတော့ဂျာယက်ကကစားထားခဲ့တဲ့ချွေဖလားပွဲစဉ်မှာဆိုလို့ရှိရင်လည်းပဲလေတင်းကိုတယောက်ထုတ်ခံပြီးတော့ဂိုးပြတ်ရှုံးနေခဲ့ကချွေဖလားအနေနဲ့ထွက်ခဲ့ရတာပဲဖြစ်ပါတယ် ီပွဲသင်မှာအင်ရှင်လပါဘူးသင်းဟာဘော်ဒီပေါက်ကျေးတစ်တည်ဆိုပြီးတော့ဂျေးပင်းရှစွာဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ပရီးမီးယားလိမှာနောက်ဆုံး၄ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့တဲ့လပါဘူးသင်းဟာဆိုလို့ရှိရင်နောက်ဆုံး၄ပွဲဆက်တိုက်နိုင်ပွဲရရှိထားတဲ့ဦးနိုင်အမ်ရီရဲ့ဘီလာသင်းကိုဘူကီရီရဲ့ဂျေးဖွင့်လှစ်မှုဟာဆိုလို့ရှိရင်တော်တော်လေးကိုပြင်းရှနေပြီးတော့ဒီပွဲစဉ်ဟာအင်ရှင်လပါဘူးသင်းတို့အနိုင်ရရှိဖို့များနေတာမဟုတ်လို့ဒီလိုဂျေးကိုဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ ဒီဘွဲတယ်မှာဆိုလို့ရှိရင်လဘာဘူးတင်းကိုယုံကြည်ဖို့လို့ထပ်ပုံစံကောင်းရနေတဲ့ဘီလာတင်းဘက်ကိုပဲထိုးသားများစုဟာရင်းရိုင်ကြမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဘွဲစင်မှာဘူကီရီရဲ့ခြေနောက်ကိုပဲလိုက်ချင်ပြီးတော့အင်ရှင်လဘာဘူးတင်းဘော်ဒီကိုပဲရွေးချယ်ပေးပါတယ် ဒါလေးကတော့ဒီနေ့စနေညမှာကစားကြမယ်ပရီးမီးယားလိပွဲစဉ်9ပွဲကိုပွဲကြို30ချက်တူတူတုတ်တုတ်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရွေးချက်30ပေးထားတဲ့ပွဲစဉ်လေးတွေကိုမိတ်ဆွေတို့နဲ့အမြင်တူတယ်အကြိုက်တူတယ်ဆိုလို့ရှိရင်ဆော့လို့ရပြီးတော့အမြင်မတူဘူးအကြိုက်မတူဘူးဆိုလို့ရှိရင်ဘက်ကန်လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင် like and subscribe လေးလုပ်ပေးသွားကြဖို့လို့အားလုံးကိုတောင်းဆိုပါတယ်ဆုံးထိကြည့်ပေးတဲ့ညီကိုအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပေါင်းပြကြပါစေဗျာ